ေသေးရောခါကတာရဂါမလို့အမိတွင်နဲ့တငါရွာကြီးတွေ့ရရှိတယ်။ရွာကြီးဟာငါးပဇွန်ပေါ်များတဲ့မြစ်ကြီးရဲ့အရှိကန်းနဲ့အနောက်ကမ်းဘက်မှာတည်ရှိပြီးမြစ်အရှိဘက်ကတငါသည်တွေကိုတငါသည်ကြီးတူဦးဝဦးဆောင်ပြီးမြစ်အနောက်ဘက်ကန်းကတငါသည်တွေကို အခြားတငါသည်ကြီးတူဦးဝဦးဆောင်ပါတယ်။တငါသည်ခေါင်းဆောင်ကြီးနှစ်ယောက်ကရင်းနှီးချစ်ခင်ကြတယ်။ဒီနေ့အရှိရက်ကတငါသည်ကြီးမှာ တားယောက်ျားလေးတယောက်မွေးဖွားလာပြီးတော့အနောက်ရက်ကတန်ခါးလေးကြီးမှာသမီးလေးတယောက်မွေးဖွားလာပါတယ်။တားယောက်ျားလေးကိုဒုကူလာလို့ခေါ်ပြီးတော့သမီးမင်းကလေးကိုပါရိကာလို့ခေါ်ကြတယ်။အဲဒီကလေးနှစ်ယောက်ဟာမြမပြည်ကစုတည်ပြီးလူဖြစ်လာကြတာဖြစ်လို့ငယ်စဉ်ကလေးကမိဘတွေအလောက်ကင်ဖြစ်တဲ့ငါးဖန်းတဲ့အလောက်ကိုမလုပ်ကြပါဘူး။ကလေးနှစ်ယောက်ရွယ်ရောက်လာတဲ့အခါနှစ်ဖန်းမိဘတွေက လက်ထပ်ထိမ်းများပေးလိုက်ကြတယ်။ဒူကူလာနဲ့ပါရီကာတို့ဟာမိဘရီဆန္ဒအရအိမ်တော်ပြုခဲ့ကြပြီးမယ်။မိတော်မှုကိုမပြုကြရဘဲမောင်ရင်းနှမလိုသာနေထိုင်ခဲ့ကြတယ်။သူတို့ဟာအိမ်တော်ကြပြီးတဲ့နောက်မိဘရီအလောက်ကိုင်းကိုဦးစီးဦးရွက်ပြုရမှာကိုသိရှိတဲ့အတွက်တောရဲတို့ထွက်ကယသိယဟန်ပြုလိုကြောင့်ခွင့်တောင်းပြီးဒီမဝင်တာတော်ရဲ့ကိုထွက်ခဲ့ကြတယ်။ဒီမဝင်တာတော်ရဲ့မှာ ကျောင်းသင်ခန်းစာလုံးနေထိုင်ပြီးတရားအထုတ်လဲရှိကြတယ်။ဒါရိန်နာမတရားမင်းဟာအချင်းတီလာပြည်စုံနဲ့ယသိနဲ့ယသိမတို့ဟာအတိတ်ကံကြောင့်မျက်စိကွယ်ကြမဲ့နမိတ်ကိုမြင်ရတဲ့အခါကျောင်းသင်ခန်းရှိရာကိုရောက်ရှိလာပြီးသာသမီရယူရန်တိုက်တွန်းမှာယသိတို့ဟာအငင်းဆိုတဲ့အခါတရားမင်းကအရှင်နှပါဤတော်ရံမှာဟိုမင်းမဆွဲနာမကျန်းဖြစ်လာတဲ့အခါအမိတဲ့ဟဲပြူနိုင်မှုရဲ့ သာသမီရယူသင့်ပါတယ်မိတို့အမှုကိုမပြုလိုပါကအဋိဌံပြီးရှင်ရသေးရဲ့လက်ညှိုးနဲ့ရှင်မပါရိကာရဲ့ချက်ကိုသုံးသပ်ပါကသာသမီထုံကားနိုင်ပါတယ်လို့လျှောက်ထားပြီးပြန်သွားပါတယ်ရသေးတို့လည်းတရားမင်းရဲ့တိုက်တွန်းအကြံပြုချက်တိုင်းပြုကြရသူဝနာတာမလို့ခေါ်တဲ့ဒါလေးတယောက်ကိုမွေးဖွားခဲ့တယ်သူဝနာတာမဟာမိဘတို့ရဲ့ဆုံးမသွန်သင်မှုကြောင့် လိမ္မာရင်ကြီးတဲ့ကလေးငယ်တရားအဖြစ်ကြီးပြင်းခဲ့တယ်။တနေ့မှဒုက္ကူလာနဲ့ဘာရီကာတို့ဟာတောတောင်နဲ့တတိရှာသွားကြတဲ့အချိန်မှာမိုးရွာလာတဲ့အတွက်တစ်ပင်ကြီးတပင်အောင်မဝင်ရောက်မုခိုနေကြတယ်။ရသေးတို့ဟာမျက်နှာတုံသင်္ကန်းဘဝကိုတစ်ပင်ကြီးအောက်မှာရှိတဲ့တောင်မိုးကြီးပေါ်မှာအမတ်မထင်တင်ထားကြတဲ့အခါတောင်မိုးထဲမှာနေတဲ့ဝင်းဟောက်ကြီးတကောင်ဟာဒေါသတကြီးနဲ့ အစိတ်ရည်များပန်းထုတ်လိုက်တဲ့အခါဘဝမှာမွေစိတ်များပြေချမ်းသွားခဲ့တယ်။မိုးဆဲတဲ့အခါရသေးတို့ဟာဘဝနဲ့မျက်နှာကိုတုံးမိကြတဲ့အတွက်အစိတ်တင်ပြီးမျက်စိကွယ်ခဲ့ကြတယ်။အချိန်တန်လို့မိဘနှစ်ပါးပြန်မရောက်တဲ့အခါသူဝနတာမှလည်းတောထဲမှာလိုက်လံရှာဖွေခဲ့တယ်။မျက်စိကွယ်လာကြတဲ့မိဘတွေကိုတွေ့တော့မှကျောင်းသင်ငန်းကိုပြန်လဲခေါ်ဆောင်လာခဲ့တယ်။သူဝနတာမှလည်း မျက်မှမြင်မိပိုင်းတစ်ပါးကိုတည်တည်မြတ်ရှာဖွေချွေးမွေးပြီးဝေချီဝင့်ငယ်ပြုစုလည်းနေထိုင်နေဒီနေ့သူနာသာမမျက်စိမှာရိခတ်ဆင်းလာတဲ့အချိန်တမင်ငယ်များလည်းသူနဲ့အတူလိုက်ပါလာကြတယ်သူနာသာမကိုဒေါကသာထွက်လာရာကမျက်စိလည်းလမ်းမလာတဲ့ပီရိယခဘယင်ကြီးတွေ့ရှိသွားတယ်ဘယင်ကြီးကတော်ကြီးမြတ်မဲထဲမှာထူးဆန်းတာတွေ့ရတဲ့ရွှေရောင်ဆင်းရှိတဲ့တငယ်ကို နတ်နဂါတို့လူရောင်ဖန်ဆင်းထားတယ်လို့ထင်မှတ်ကညားနဲ့ပြစ်လိုက်တယ်။သူဝနာကမှလည်းညားမှန်ပြီးလဲကျသွားတဲ့အခါငါသည် မျက်မမြင်မိဘနှစ်ပါးကိုလုံးကျွေးပြီးသူလည်းမိသူ့ကိုမှ ပြမခြင်းမရှိပါပဲ။အဘယ်သူကညားပြင်ပြစ်လေသနည်းလို့မိတန်းတဲ့အခါပိရိယခမင်းကြီးလည်းလူသားတယောက်ပါလားလို့သိရှိပြီးအနာတို့လာရောက်တောင်းပန်ပါတယ်။မင်းကြီးကသူဝနာသမားရဲ့ ရမမြင်မိပါများကိုမိမိလုံကျွေးပြုစုပါမည်လို့ခတိပေးခဲ့တယ်။ညာစိမ့်ကြောင့်သူဝနတာမလေးမေးမြောသွားတဲ့အခါသေပြီးထင်ပြီးယသိတို့ကြောင့်သင်္ကန်းရှိရာကိုထွက်လာခဲ့တယ်။ယသိတို့ဟာမင်းကြီးရဲ့ခြေတံကိုကြားပြီးမိမိတို့သားငယ်မဟုတ်ကြောင်းသိရှိတဲ့အခါအကျိုးအကြောင်းကိုမေးမြန်းပြီးသူဝနတာမရှိရာကိုပြေးလွှာလိုက်လာခဲ့ကြတယ်။ညာစိမ့်တက်ပြီးမေးမြောနေတဲ့သူဝနတာမကို တွေ့တဲ့အခါ ်ပွေချီပြီးအဋိဋ္ဌံပြုကစေကုသဝိုတိုင်းမြင်ရတယ်။သတိနှပါမင်းကြီးကိုအစိပ်ပြေစေနိုင်တဲ့ဆေးရွက်များ ရှာဖွေခူးယူခိုင်းပြီးအဋိဋ္ဌံပြုကြရတယ်။ယသိတို့ကငါတို့သည်သီလကိုဆောင်တင်လျက်မြင့်မြတ်တဲ့အကျင့်ကိုသာကျင့်ကြံနေထိုင်ခဲ့ပါသည်။ငါတို့ဤသာဒုက္ခနာဓမ္မသည်လေဒီလကိုမြဲစွာဆောင်ထင်းလျက်မိဘကိုလှုပ်ရွေးပြုစုနေသူဖြစ်ပါသည် ဤမှန်ကန်သောသစ္စာတကားကြောင့်ဤဆေးရည်သည်ဒါငယ်ဤအစိတ်ကိုပြေပြောက်ပါသေးတာလို့ဒိဋ္ဌံကြတယ်။တရားမင်းလည်းယသိတို့ရဲ့သစ္စာပြုတံကိုကြားပြီးလူပီကိုဆင်းသက်လာခဲ့တယ်။ယသိနှစ်ပါးအားတရားမင်းကအရှင်ယသိတို့အရှင်တို့ရဲ့သစ္စာတကားကိုကြားတဲ့အတွက်တပည့်တော်လာရောက်ရခြင်းဖြစ်ပါတယ်။ကျွန်ုပ်ဤနတ်ဆွမ်းနဲ့အရှင်တို့အလိုရှိတဲ့စုတစ်ခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ အရှင်တို့လူရစုကိုတောင်းပါလို့ဆိုပါတယ်။ယသိနှပါကောင်းပါပြီတရားမင်းယခုကျွန်ုပ်တို့ရဲ့တာငယ်ဒုဗနာတာမဟာအစိတ်တက်ပြီးတင်ငယ်သောနဲ့မျောနေပါတယ်။ကျွန်ုပ်တို့ရဲ့ချစ်လာစွာသောတာငယ်ရွှေဦးထန်းလာတာကိုသာမြင်လိုပါတယ်လို့ပြောလိုက်ပါတယ်။တရားမင်းလည်းယသိတို့အစိတ်ဖြစ်ရန်ဖော်ဆက်ထားတဲ့ဇေယီတွေကိုနှဲ့ရည်စင်တစ်စက်ခတ်လိုက်ပြီး ုနာတမရဲ့ဒါယာကိုလိမ့်စေတဲ့ခဏမှာအစိတ်များပြေပြောက်သွားပါတယ်။အသေးရိုးရဲ့မျက်စိကိုလည်းနှဲ့ရည်စင်နဲ့ပတ်ပြန်လိုက်တဲ့အခါမျက်စိနှစ်ကွင်းအလင်းရလာခဲ့ကြတယ်။ပိရိယခမင်းကြီးလည်းမိမိအပြစ်ကိုတောင်းပန်ပြီးလမ်းတော်မှာရွှေပြည့်ထည့်ထားတဲ့ရွှေဦးတစ်လုံးကိုယူဆောင်စေကအသေးတို့ကိုလှူဒန်းလိုက်ပါတယ်။